ဒီဘွဲကအပြန်အလှန်ဂိုးတွေသွင်းလာဟုတ်များတယ်နော်ဟိုဘိုးတင်းသူစကိုဖြစ်မဲ့ဘွဲမျိုးကတော့တကြတော့လောက်ဖြစ်ဟုတ်ပါပါဆရာတနင်္ဂနွေညလေးပေါ့နော်မတက်ပဲတဲ့ဆိုရဖြစ်တဲ့ဖူဟန်နဲ့စပါနယ်ပေါ်လေးချစ်ဒီဘွဲရယ်တန်းတာပြီးပွဲတယ်မှာဆိုင်ဖူဟန်ကစပါနယ်ပြုတ်မှုစေတယ်မှာတော့တယ်နေမှာပေါ့နော်ချိန်မဲနိုင်တာဆရာ ပြီးတော့ပါကြော်လုံးမှာလည်းသူကဝမ်းဝမ်းနဲ့တေးကြတာเนาะအဲ့တော့အိမ်ကြီးမအိမ်ကြီးမချင်ဖွင့်အနေနဲ့စပါ့ကိုလမ်းနဲ့မလားဆိုတော့ပေါ့เนาะကျော်လို့အမြင်လေးတော့တက်ပြောက်ပြောက်ဒီဘက်ကနေစပါ့เนาะလမ်းနဲ့တော့အာပြီးခဲ့တဲ့ပွဲတွေကိုပြန်လေ့လာမယ်ဆိုရင်ဒါဖူဂန်က Brighton ကို2-1 ਨੇ ပြောဟိုဆုံးသွားတာပါအဲပန်နယ်တီနောက်ဆုံးမိနစ်ပန်နယ်တီ possession မိနစ်ကြောင်းပါပန်နယ်တီပေးပြီးတော့ဆုံးတော့တော်တော်နစ်တော့နော်အဲ့တော့အဲ့ပွဲမှာပြန်ကြည့်မယ်ဆိုရင်ဒါ Brighton ကတကယ် ။ဦးခန်းကိုဘိုးသွင်းခွင့်ရရလို့။ဟုတ်တယ်။ဦးခန်းကလည်းပြန်ပြီးကောင်တာတွေပြန်ကစားတာ။ကောင်တာကောင်းတယ်။ကောင်တာတွေပြန်ကစားတာ။ဟိုဘယ်လိုပြောမလဲ။ Brighton လို့အသင်းကောင်းတဲ့အသင်းကိုဖူခန်းကဟိုသူတင်ကိုတင်ပြန်ကစားနိုင်ဦးဆောင်ဘူးတော့လေ။ရတယ်။ရယူသွားတာပေါ့နော်။အော်ပြီးမှသာတော့နောက်ဆုံးမိနစ် penalty နဲ့အရေးနေခဲ့ရ။အဲ့အဲ့မှာဖူခန်းရဲ့ကစားအားလေးကမဆိုးဘူး။ဒါပေမဲ့နောက်တန်းကတော့အားနေချက်ရှိတယ်။သူကဒီ Brighton ကဘိုးသွင်းခွင့်တော်တော်ရ။အော်ဒါဖူဖူခန်းနဲ့ပွဲမှာဆိုတယ်။ဆိုတော့ ဟောအခုဒီစပါစပါဆိုတာအဲကမောင်နဲ့ပွဲမှာဒါကြာသာပဲညအဲကမောင်နဲ့ပွဲမှာတော်တော်လေးကိုအားဆိုင်ကစားလိုက်ရတယ်အကူလူဆက်စကီးကဒဏ်ရာရနေရီချာလီဆန်ဒဏ်ရာရနေတဲ့အခါမှာသူတို့တော့ကံကောင်းကျင်တာကဆိုလန်ကီပြန်ပါလာဆိုလန်ကီပြန်ပါလာပြီးတော့ဆွန်အောင်မင်းရဲ့ဆိုလန်ကီရဲ့မက်ဒီဆန်နဲ့သူတို့ရဲ့တိုက်စစ်တွဲလုံးပေါ့ဒီဘက်ကအော်တိုဘတ်ဆိုတော့ထည့်သုံးတော့အသာဟိုဂျွန်ဆင်မသုံးမဲ့အော်တိုဘတ်ကိုသုံးသုံးရမှာအော်တိုဘတ်က ဒီအကမာနဲ့ပွဲသွားအခြေဆွမ်းပြအောင်ဂိုးသွင်းသွားတယ်ပေါ့နော်ဂိုးသွင်းသွားတယ်ဆိုတော့အခုပွဲမှာလည်းစပါးညာချမ်းမှာအော်တိုဘက်ကိုထုတ်ထုတ်သုံးလာမှာပဲနော်အဲ့တော့သူတို့ရဲ့တိုက်ဆက်ပိုင်းကလည်းဒါဖူဂန်ရဲ့နောက်တန်းအားနည်းချက်ကိုအခွင့်ကောင်းယူပြီးတော့ဘိုးရနိုင်ခြင်းများတယ်ဖူဂန်ကလည်းတိုက်ဆက်ကောင်းတယ်ပြင်တိုက်ဆက်ကိုပဲအဲ EOV Jiminess တို့နဲ့တိုက်ဆက် Smith Road နဲ့အဝေးကန်ချက်တွေလည်းကောင်းတယ်ဆိုတော့ဒီပွဲကအပြန်အလှန်ဂိုးတွေသွင်းလာဟုတ်များတယ်နော် ဟိုဘိုးတင်းသူစကူဖြစ်မယ်ပွဲမျိုးကတော့သူကြတော့လောက်ဖြစ်ဖြစ်ဟုတ်ပါဘူးသူကပြီးခဲ့တဲ့ဟိုကျွန်တော်တို့ဟိုရာဂျာနဲ့ပွဲတော့တကယ်တော့အနိုင်၃မှတ်နဲ့ထိုက်တန်တာနောက်ဆုံးအနိုင်၃မှတ်မဟုတ်ရင်တော့တရေတမှတ်လောက်နဲ့တော့ထိုက်တန်ထိုက်တန်ဒိနေခြေစွန်းမျိုးအနေထားမျိုးဖြစ်ခဲ့တာတော့ဒါတော့68ပန်တီကတော့ဒါကန်ဆူလာပေါ့ဒါပေမဲ့အဲ့ဒီပရိယာပွဲမှာတော့ကြည့်ရင်ဟိုဖွန်းဒီတောင်မန်ကနေဟိုတိုက်စစ်ဆင်တဲ့အပိုင်းလေးတွေတော်တော်အားကောင်းအားကောင်းအကောင်သားတွေဒီတပ်ပြီးတောင်မန်ကိုဖြန့်မယ်တောင်မန်ကနေမှအထက်ကိုပြန်သွင်းမယ် ဲ့လိုဟာမျိုးအားကောင်းအောင်တွေ့ရတာပေါ့နော်ဒါဟို Brighton နဲ့ခက်ရခက်စီချင်းဆိုင်လိုက်ရတာပေါ့ဟို Brighton ကလည်းမကောင်းတော့ဘူးဆိုတော့ Fulham ကတခုတော့ရှိတာပေါ့ Fulham cancel ပိုင်းလေးတော့နည်းနည်းပြဿနာရှိတယ်အဲ့ဒီကပွဲကိုကြည့်တဲ့အနေထားမှာ Golden Queen ကိုတော့ပေးရ Golden Queen တွေပေးရတယ်ပြီးတော့အလွတ်ကြီးတွေတယောက်တည်းတယောက်လို့ space ကြီးတွေပေးပေးပေးထားပြီးတစ်ဖက်ပြိုင်ဘက်ကိုအတင်းကစားသမားကို space တွေပေးပေးထားတယ်ဟမ်အဲ့လိုမျိုးကန်သွင်းခွင့်တွေပေးထားတာလေးတော့တွေ့ရဒီနေ့ပွဲကိုပေါ်လာတော့ Spa နဲ့ပွဲမှာတော့အဲ့ဒါလေးကိုပြင်ဆင်လာမယ်လို့တော့ထင်တယ်တော့တစ်ဖက်က Spa ကျွန်တော်ခုနကတခုကပြောသလိုပါပဲ Spa ပြီးခဲ့တဲ့နောက်ဆုံးရက်လက်မှာဘုံပေါင်းလို့တူတူနဲ့ဟိုစပါးအိတ်ခွင်းအောင်မထင်ရအောင် အိမ်ဝင်းတော့မထင်အောင်ဟိုဘုံမောက်အိမ်ဝင်းများလာတော့မှတ်ရတယ်ဒီစပါးရဲ့ဟိုဂိုးသွင်းခွင့်နေဖန်တီးတဲ့နေရာမှာတော့မစိုးဘူးဟိုအင်တိုက်အားတိုင်းနေတော့ကောင်းတော့တွတ်လက်လက်တော့ရှိတယ်အဲစပါးကတစ်ဖက်ကတော့ဖြစ်လာတယ်ပြိုသူ့နောက်တန်းပြိုပြိုဤဆင်းသွားဆင်းသွားပြီးတော့မထိန်နိုင်ပြဿနာမထိန်နိုင်တဲ့ပြဿနာအဲ့ပြဿနာအခုချိန်အားနေနေတယ်အဲ့ခန်းစစ်ပိုင်းပြဿနာရဲ့ဒိုင်ယာပြဿနာတွေရှိတဲ့ခါမှာကျွန်တော်အနေနဲ့ဒီနေ့ဖူဟန်နဲ့ပွဲကိုဒါလန်လန်ဒါဘီပါပဲနော်အဲ့တော့ဟိုအဝေးကွင်းနဲ့ဖြစ်တယ်နောက်တစ်ချက်က သူဟိုပြီးခဲ့တဲ့ဘက်ကဘုံမောက်နယ်ပွဲမှာစပါအင်ကွင်းကြီးတောင်မှအစင်လာမှာမရှိခဲ့တဲ့အင်ကွင်းကစားခဲ့တာမှာဘုံမောက်ကနေမှသူ့ကိုကြေကျော်ပြန်ပေးရအခုလဲဒါစပူဝန်နဲ့စပူဝန်နဲ့စပါနဲ့မှာဟိုဖူဝန်ကြေကျော်အောင်မြင်မာနေတဲ့အနေအထားရှိနေတယ်ရှိနေတဲ့ကတော့ကျွန်တော်တို့ကဒီနေ့ပွဲစဉ်ကဒိုင်နေရဲ့ယူဆချက်အရာဟိုပါထွက်တွင်တော့ဟိုစပါကိုတိတ်ပြီးတော့အနေအထားပေးမထားဘူးလို့ထင်တယ်အဲ့တော့ကျွန်တော်ဖူဝန်ကဘိုက်တန်နဲ့ပွဲမှာရတဲ့ရတဲ့ရတိုက်တဲ့ရတဲ့အနိုင်သုံးမှတ်မျိုးဘူး ဒီနေ့စပားပွဲမှာအိမ်ကွင်းမှာခက်ရခက်စနဲ့ကန်ပြီးတော့ယူသွားမယ်လို့ကျွန်တော်ထင်တယ်ဟုတ်ပါပါဆရာအဲ့တော့ဒီပွဲအာရှ၄ပွဲပေါ့ခုနကဆီပေါ့နော်ဟုတ်တယ်ဟို level 20ရနေပြီ80ဒီ level 80ဒီတောက်တောက်အတိတ်ပဲမရှိဘူးရှိတယ်ဟုတ်တယ်ဟုတ်တယ်ဘာကြောင့်လဲဆိုတော့ဟို तू ကဟို bright down နိုင်တာမဟုတ်ဘူးလေနော်ပြီးတော့စပားဆိုတော့ကလည်းဒါအကမော်ရောမော3ပွဲနဲ့နိုင်တာလေဘုံဘောက်ကိုတူးတူးကန်တာနော်အဲ့ဒီအချိန်တွေမှာတကယ်တမ်း तू ပေးမယ်ဆိုရင် ်ဖူဟန်နေ level 20ပေါ့ကွာ level 30ပေါ့တင်းလေတင်းဟုတ်အဲ့ကနေ level 20အရောကတင့်နေရပြီ level 70ကြီးတော့ပေါက်ပေးလိုက်တယ်ဆိုတော့သူတို့ဒီအာရှဈေးကွက်သူတို့တွက်ဆောက်ထားပေါ့ကွာဒီအဲ့ကမာနဲ့ကစားခဲ့ပွဲကြောင့်စပါးဒီပွဲမှာအကောင်းဆုံးပုံစံမပြနိုင်ဘူးသူတွက်ဆောက်ထားပေါ့ဟုတ်ကဲ့ဟုတ်တယ်စပါးရဲ့ဝေးခွင့်ခြေစမ်းအားရကြောင်ရှိဘူးအဲ့တော့အဲ့ကမာရဲ့အိတ်ခွေးမှာဆိုရင်စပါးရဲ့တိုက်စစ်ကတော့ဘယ်လိုမှမကောင်းဘူးကွာအဲ့ သူဂိုးသွင်းခွင့်ကဆိုရင်တကြိမ်ပဲရှိတယ်ဂိုးပေါက်ကန်သွင်းချက်ကတကြိမ်ပဲရှိအဲ့ကမားပဲဖြစ်နေတော့ရှော့ကစားရဲ့အဲ့ကမားရဲ့အကောင်းဆုံးပုံစံပေါ့နော်အဲ့ကမားအဲ့အချိန်မှာဂိုးပြတ်မနိုင်ခဲ့ရောသူတို့အနေနဲ့တော့မဒါဟိုဟိုတောင်းတရမိတယ်နော်ဒါဆိုဂိုးအမှန်တော့အဲ့ကမားအဲ့ဘုံကပအကျော်တော့ဂိုးပြတ်တော်နိုင်အောင်တယ်ဒါဒူးကြော့မှာတော့ဒါစပွားအိမ်ခွင်းမှာအကောင်းဆုံးကြိုးစားပြီးတော့သတိဝဲနဲ့နိုင်သွားတယ်ပေါ့နော်ဒါအဲ့ကမားကိုအစတော့စပွားရဲ့အဝေးခွင့်အနေထားပွဲပန်းမှု ဲ့ဒီအချက်တွေနဲ့ဖူဟန်ရဲ့ကောင်တာကောင်းမှုတိုက်စစ်ကောင်းမှုတွေတွက်ချက်ပြီးတော့အဆောက်အဦကလည်းဆက်ဆက်ပြီးတက်လာတယ်ကျွန်တော်တို့မြင်ဟုတ်တယ်အဲ့လိုဖြစ်နိုင်ပါအဲ့တော့အလားတော့အဖြစ်နိုင်ဆုံးတော့အချက်ပေါ့နော်လက်ရှိခြေစွမ်းအနေထားရဟိုကြေးအောင်နိုင်ကြီးရတယ်ခုတွတ်တော့ဟို53ရာခိုင်နှုန်းလောက်ကဖူဟန်ဘက်မှာကြေးအောင်နိုင်ကြီးဟိုတွေ့လိုက်ရတာလေးရှိတဲ့အခါကျတော့ဟိုဘာပြောပြောအာရှဈေးကွက်အနေထားအရာကူပဲဟို follow ကြီးလို့ပြောပါနော်ကိုကျော်ပြူဟန်စားခဲ့တဲ့ဒီ follow သဘောတရားအတိုင်းပဲပြောရင်တော့ ဒီပွဲကအပိုင်ရလို့တော့ဆိုပါမှာဖူဟန်ကြေးရမဟုတ်ဘူးအဲ့တော့ဖူဟန်ကိုပဲရွေးချယ်တာအကောင်းဆုံးလို့ကျွန်တော်တို့ထင်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့ဒီပွဲဟိုဆရာတို့ရွေးချယ်တော့ကျွန်တော်တို့ကဖူဟန်တော့ကိုပြလာတာနော်